မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ19ရက်နေ့ကြာသပတေးနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအာမီပါ ငလင်ကြောင့်ဒေါအောင်ဆန်းစုကြည်ထိခိုက်ခဲ့ပြီးသူ့အတွက်အသက်အန္တရာယ်စိုးရိမ်နေလို့ဆုဖောင်ဒေးရှင်းကထုတ်ပြန်လာပါတယ်။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ဒီသခိုင်းငလင်ထဲမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာဘေဘက်လက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ဘေဘက်လက်ဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ဆုဖောင်ဒေးရှင်းကဂျွန်လ28ရက်နေ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မတိုင်ခင်တရက်အလိုမှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ငလျင်ကြောင့်ဒီဒေါန်ဆန်းစုကြည်ကိုချုပ်နှောင်ထားတဲ့အထောင်အဆောက်အုံပျက်စီးခဲ့ပြီးတော့အခုလိုမျိုးထိခိုက်ဒဏ်ရာရခဲ့တာလို့ဆိုပါတယ် တောင်ဆန်းစုကြည်ဟာဆိုရင်2021ခုနှစ်အာနာသိန်းကျင်ကစလို့ဒီလျှို့ဝှက်စွာနဲ့ပဲထိမ့်သိမ်းခံထားတာဖြစ်ပါတယ်။ဒီအသက်အရွယ်နဲ့အခုထိခိုက်ဒဏ်ရာရထားတဲ့အခြေအနေတွေကြောင့်အကျဉ်းထောင်ထဲမှာတေဆုံသွားနိုင်ကြကိုစိုးရိမ်ကြောင်းနဲ့တောင်ဆန်းစုကြည်အပါဝင်နိုင်ငံရဲ့အကျဉ်းသားအားလုံးကိုချက်ချင်းလွတ်ပေးဖို့စုဖောင်ဒေးရှင်းကတောင်းဆိုထားပါတယ်။စစ်ကောင်စီကတောင်ဆန်းစုကြည်ကို အမှုပေါင်း16မှုနဲ့ဆွဲချက်တင်ပြီးတော့ထောင်ဒဏ်33နဲ့ချမှတ်ထားပါတယ်။အဲ့ဒီနောက်မှာ တော့6နှစ်ပြစ်ဒဏ်သက်သာခွင့်ပေးခဲ့တာကြောင့်လက်ရှိမှာမတရားသဖြင့်ထောင်ဒဏ်29နှစ်ကိုရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အခုဆက်ပြီးတော့တိုက်ပွဲသတင်းတွေကိုပြောပြပါမယ်။ကန်တောက်နေမြေရဲ့စခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကသိမ်းယူလိုက်ပြီဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်ထဲမှာရှိတဲ့ကန်တောက်နေမြေရဲ့စခန်းကိုဇွန်လ16ရက်နေ့ဒီနေ့မနက်ပိုင်းမှာ PLA နဲ့ပူပေါင်းအဖွဲ့တွေကအပီးသက်သိမ်းယူလိုက်တာဖြစ်တယ်လို့ထုတ်ပြန်လာပါတယ်။ကန်တောက်နေမြေရဲ့စခန်းကိုဇွန်လ2ရက်နေ့ကတည်းက PLA ကဦးဆောင်ပြီးတော့တော်လှန်ရေးပူပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေက ြောပါတယ်အာလေချောင်းတိုက်ခိုက်မှုတွေကြားကနေပဲဒီတည်ယူနိုင်ခဲ့တာလို့ဆိုပါတယ် စကန်သိန်းတိုက်ပွဲနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူးဒီကန်တော့နေမြေရဲ့စကန်ဟာဆိုရင်ပလဲကန့်ကောလမ်းမှာရှိပြီးတော့နေမြေအနေထားအရစစ်ရေးအတွက်အရေးပါတဲ့ရဲစကန်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်ရှမ်းမြောက်နောင်ချူဒေသထဲမှာလည်းတိုက်ပွဲတွေကဆက်လက်ဖြစ်နေတယ်လို့စစ်ကောင်စီတပ်ကလည်းစစ်အင်အားဖြစ်တင်းတာတွေရှိနေပါတယ်နောင်ချူမြို့နယ်ထဲကပိနေကုန်းရွာနဲ့ဒီညောင်တော်ရွာဘက်မှာစစ်ကောင်စီတပ်နဲ့တအန်းတပ်မတော် TNL တွေတို့ကြားမ နေ့ကတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။ဒါ့အပြင်မနေ့ကနေ့လယ်၁၂နာရီခွဲလောက်မှာဆိုရင်ဒီရွှေသွန်းရွာဘက်မှာလည်းနှစ်ဖက်ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်အကြီးအကျယ်ပစ်ခတ်နေတဲ့အပြင် drone တွေသုံးပြီးတော့ဘုံကျဲတာတွေကိုလည်းပြင်းပြင်းထန်ထန်လုပ်နေတယ်လို့ TNL ကဆိုပါတယ်။ရှမ်းမြောက်ဒေသဘက်ကလာတဲ့သတင်းတွေအများဆိုလို့ရှိရင်ဒီပြင်းဦးလေမျိုးဘက်ကနေနောင်ချိုဘက်ကိုစစ်ကောင်စီတပ်ကကားအစီးရေ20ကျော်လောက်နဲ့ စစ်အင်အားတွေလည်းဖြစ်တင်းနေတယ်လို့ဆိုပါတယ်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ရေးပဋိပက္ခတွေဆက်ဖြစ်နေတဲ့နောက်ချူမြို့နယ်တဲကအုံမတိလမ်းခွဲမှာလည်းစစ်တပ်ကပစ်ခတ်ခဲ့လို့ခရီးတဲ့အရသားတယောက်မင်းရသေဆုံးသွားပါတယ်ဂျွန်လကုံနဲ့အထီးနှစ်ဖက်စလုံးက အပစ်ခတ်ရက်စဲထားတယ်လို့ကြေညာထားပေမဲ့တိုက်ပွဲတွေကတော့နေတိုင်းလူလူဖြစ်နေတာဖြစ်ပါတယ် ခရီနီပြည်နယ်ထဲမှာတော့73စီပြက်လက်နေပြီးတော့ဈေးပါတက်လာနေတဲ့အတွက်ဒေသခံတွေအခက်တွေ့နေကြပါတယ်73စီပြက်လက်မှုတွေအပြင်စီဈေးတက်လာတဲ့အတွက်သွားရေးလာရေးပိုင်းပို့ပြီးတော့ခက်ခဲလာတယ်လို့ဆိုပါတယ် ကရီနီပြည်ဒီမော့ဆူမြို့နယ်ထဲမှာဂျွန်လတတိယအပတ်ကစားလို့ဒီဓာတ်ဆီ1လီတာကို7000ကနေ1000အထိဈေးရှိလာပြီးတော့ဝယ်ဖို့အတွက်ဆိုရင် မရှိတော့တဲ့အနေအထားမျိုးတောင်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လမ်းမဆက်သွယ်ရေးခက်ခဲတာအပြင်ကရီနီပြည်ထဲစစ်ကောင်စီတပ်ကစစ်ကြောင်းထုံးမှုတွေကြောင့်နှစ်ဖက်တိုက်ပွဲတွေဖြစ်နေလို့ဆက်သုံးစီတင်သွင်းနိုင်ရေးကလည်းခက်ခဲလာတယ်လို့ဆိုပါတယ်။ဒေသခံတွေကတော့ဆက်သုံးစီအပအဝင်တခြားကုန်ပစ္စည်းတွေပါဈေးတက်လာ မှာကို စိုးရိမ်နေကြပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ဒီနေ့ပထမဆုံးနိုင်ငံတကာသတင်းကတော့ Iran Israel စစ်ပွဲ American ပါလာတော့မဲ့အလားအလာအကြောင်းကိုပြောပြပါမယ်။ American စစ်တပ်ကိုဒီ ီရန်ကိုတိုက်ခိုက်ဖို့ခွင့်ပြုပေးလိုက်ပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့သမ္မတဒေါ်နယ်ထရမ့်ကအမိန်မထုတ်ပြန်ပေးဘူးလို့ဆိုပါတယ်။ အီရန်ကိုစားတိုက်မဲ့ကိစ္စကိုအီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်တွေရုပ်သိမ်းမယ်မသိမ်းဘူးဆိုတဲ့အပေါ်မှာစောင့်ကြည့်ဖို့ဆိုင်းငံ့ထားသေးတယ်လို့အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိက CBS သတင်းကိုပြောဆိုထားပါတယ်။သမ္မတထရမ့်ဟာအီရန်ရဲ့မြေအောက်မှာလုပ်ကိုင်နေတဲ့နျူကလ িয়ার တန်းစင်ရေးစက်ရုံတွေကို တိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။အီရန်ရဲ့မြေအောက်နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ဖို့ဘုံဟာအမေရိကန်နိုင်ငံတနိုင်ငံတည်းမှာပဲရှိပြီးပေါင်း 3000အလေးချိန်ရှိပါတယ် GPU 57 message honesty uh, penetrator MOB bomb ဘောเนาะဒီ MOB လို့ခေါ်တဲ့အာအဲ့ဒီဘုံးကို အမေရိကန်ရဲ့ B2 Sprint လို့ခေါ်တဲ့ကိုပြောက် Steel ဘုံးကျဲလေယာဉ်ကပဲတည်ဆောင်နိုင်တာလည်းဖြစ်ပါတယ်။ Nuclear သန့်စင်ရေးစက်ရုံတွေဟာမြေအောက်နက်နက်မှာအာစောက်ထားတာကြောင့်ဒီ Israel မှာရှိတဲ့လက်နက်နဲ့အလန်းမမီပါဘူး။ဒီစက်ရုံတွေကို တိုက်ခိုက်နိုင်တဲ့လက်နက်ဟာအမေရိကန်မှာပဲရှိတာဖြစ်ပါတယ်။ Iran ရဲ့ Adibiti Ayatollah Ali Khamenei ကတော့ မရထရမ်ရဲ့လက်နက်ချဖို့တောင်းဆိုချက်ကိုပယ်ချထားပြီးတော့အီရန်ကိုတိုက်ခိုက်လာရင်တန်ဖိုးကြီးကြီးပြန်ပြီးတော့ပေးဆက်ရမယ်လို့ပြောထားပါတယ်။နောက်ထပ်ပြောပြမယ့်အကြောင်းကတော့ထိုင်းအစိုးရအတွင်းသဘောထားကွဲလွဲမှုတွေပါ။ထိုင်းဝင်ကြီးချုပ်ဖဲထုံထန်ရှင်နဝတ်နဲ့ကမောရီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ရဲ့အလွတ်စကားပြောတဲ့အတန်ဖိုင်တိတ်ခွေဒီအတန်ဖိုင်ပေါ့နော်ပေါက်ကြားလာပြီးတဲ့နောက်မှာပြဿနာတွေဖြစ်လာတာပါ။အဲ့ဒီပြောဆိုချက်ထဲမှာဆိုရင်ထိုင်းဝင်ကြီးချုပ်ကထိုင်းစစ်တပ် ကိုစန့်ကျင်ပြီးတော့ပြောဆိုခဲ့တယ်လို့ဆိုပါတယ်အတန်ဖန်းထားတဲ့ဒီစကားပြောခန်းပေါ့နော်အတန်ဖိုင်အာပေါက်ကြားလာပြီးတဲ့နောက်မှာထိုင်းညွန့်ပေါင်းအစိုးရထဲမှာဒုတိယအကြီးဆုံးနဲ့လွတ်တော်ကိုယ်စားလှယ်69ရောက်ရှိတဲ့ဒီဖုံကြိုင်ထိုင်းပါတီကဗုဒ္ဓဟူးနေ့မှာနှုတ်ထွက်သွားခဲ့ပါတယ်နောက်ထပ်ပါတီတချို့ကလည်းနှုတ်ထွက်သွားမယ်ဆိုရင်တော့ထိုင်းညွန့်ပေါင်းအစိုးရဟာပြိုကွဲမဲ့အခြေအနေမျိုးဖြစ်သွားခဲ့ပါတယ် တီးတဲ့စကားပြောဆိုမှုထဲမှာတော့ဩဇာကြီးစေဖြစ်တဲ့ကမောရီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်ကိုအာထိုင်းပူကြီးချုပ်တယောက်အပါဝင်ထိုင်းစစ်တပ်ကိုရည်ညွှန်းပြီးတော့တဖက်ကပြောစကားတွေကိုနားမထောင်ဖို့ထိုင်းဝန်ကြီးချုပ်ဖက်ထုံထံကပြောခဲ့တာပါထိုင်းဝန်ကြီးချုပ်အနေနဲ့လည်းဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို့ပြောခဲ့ပါသေးတယ်လက်ရှိဝန်ကြီးချုပ် ဟွန်မာနဲ့ရဲ့ဖခင်ဖြစ်တဲ့ဒီမစ္စတာဟွန်ဆန်ကတော့အခုထွက်ပေါ်လာတဲ့အတန်ဖိုင်ကို "तू ကပေါက်ကြားစီခဲ့တာမျိုးမဟုတ်ဘူး"လို့ဆိုပါတယ်။သူ့အနေနဲ့ဒီကမ္ဘောဒီးယားအစိုးရထိပ်ပိုင်းတာဝန်ရှိသူအယောက်80လောက်ကိုပဲဖြန့်ဝေခဲ့တာဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်ပေါက်ကြားခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဖုန်ကြိုင်ထိုင်းပါတီကတော့ဒီထိုင်းလူတို့ရဲ့ထောက်ခံမှုနဲ့အတူအချုပ်ချာအာဏာပိုင်ဆိုင်မှုနောက်ပြီးတော့နယ်မြေပိုင်ဆိုင်မှုနဲ့ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားတွေကိုကောက်ွယ် ်ပေးနေတဲ့ထိုင်းစစ်တပ်ကိုကာကွယ်သွားမယ်လို့ဆိုပါတယ်။တချိန်တည်းမှာပဲအတိုက်ခံခေါင်းဆောင်နတ်ထဖွန်လီယန်ပညာဝိထိကလည်းဒီထိုင်းဝင်ကြီးချုပ်ဟာ ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာအပေါ်ကင်တွယ်တဲ့ပုံစံကညံ့ပြင်းခဲ့တာကြောင့်အာလွတ်တော်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုထားပါတယ်။ နောက်ဆုံးသတင်းကတော့ကဘာကြီးပူနွေးမှုနဲ့သက်ဆိုင်တဲ့သတင်းပဲဖြစ်ပါတယ်။ကဘာကြီးပူနွေးမှုနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကဒီကနေ့မှဒီအစီရင်ခံစာတစောင်းကိုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာအရလာမယ့်၃နှစ်မှာလူသားတွေထုတ်လုပ်လိုက်တဲ့အာဒီဖန်လုံအိမ်တန်းငွေပမာဏဟာများလွန်းတာကြောင့်ကဘာကြီးပူနွေးမှုအတွက် သတ်မှတ်ထားတဲ့နောက်ပြန်လှည့်လို့မရတဲ့အတိုင်းတာကိုရောက်တော့မှဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုလိုက်ပါတယ်။အရေးကြီးတဲ့ရေရှည်ကမ္ဘာအပူချိန်နဲ့နမိတ်ကို2028ခုနှစ်အစောပိုင်းမှာဖြတ်ကျော်သွားရတော့မယ်လို့အစီရင်ခံစာကခန့်မှန်းထားပါတယ်။စက်မှုတော်လိုင်းရေးမတိုင်ခင်ကရှိခဲ့တဲ့ကမ္ဘာအပူချိန်ထက်ကမ္ဘာကြီးပိုပြီးတော့ပူနွေးလာမှု1.5စင်တီဂရိတ်ကိုထိမ့်သိမ်းထားနိုင်စွမ်းရှိတော့မှာမဟုတ်ပဲကမ္ဘာလေတုထဲမှာ အပူစုပ်ဓာတ်ငွေ့ ွေများပြားနေမယ်လို့ဆိုပါရယ်တက်သမ5ဒီဂရီကန့်တတ်မှုဟာအရေးကြီးပြီးအဲ့ဒီထက်ကျော်သွားမယ်ဆိုရင်တော့ပိုပြီးဆိုးရွားတဲ့အပူလိုင်းတွေပြီးတော့မိုးခေါင်တာမျိုး မုန်တိုင်းကြီးရမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်ဒါအပြင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့်ကျွန်းနိုင်ငံတချို့ဟာပျောက်ကွယ်သွားနိုင်မယ်လို့ဆိုထားပါတယ် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။